direct marketing ဆိုတာဘာလဲလို့ပြောရင် direct marketing is the use of consumer direct channel to reach and deliver goods and service to consumer without using marketing medium ဘာတခြား minimum တခြားဂျားတွေမှာဘာမှမသုံးဘူး customer ကို direct เนาะကျွန်တော်တို့ရဲ့ target က customer ကို direct ကျွန်တော်တို့ရဲ့ service တွေခုကြည့်ဖို့ကြော်ညာတာရောင်းတာကိုကျွန်တော်တို့က direct marketing လို့မှတ်တာ definition ကအရေးကြီးတယ်เนาะအဲ့တော့ direct marketing ကိုကျွန်တော်တို့ဒီတခြား tools တွေနဲ့ complementary tools ဖြစ်သုံးလို့ရတယ် ဒါမှမဟုတ်လည်း primary differentiation ဖြစ်သုံးနေရတယ်။ဥပမာပုံမှန်အဖြစ်ကျွန်တော်တို့ရဲ့ brand ကဟာလားဒီ luxury ပုံစံမျိုးရောင်းတာဥပမာ Nike တို့လိုဟာမျိုးတွေရောင်းနေဆိုရင်ကျွန်တော်တို့ customer list တွေကောက်ထားပြီးတော့ဟာလားအစ်စ်အစ်စ်ထွက်တိုင်းသူတို့ကိုပို့ပို့ပေးရမယ်။နော်။ဒီမှာ6လတစ်ခေါက်ဟာလားတစ်နှစ်တစ်ခေါက်အဲ့လိုမျိုးလေးတွေပို့ပို့ပေးရမယ်။အဲ့ဒါကျတော့ဘာလို့ differentiate သူများတွေမလုပ်တဲ့ဟာမျိုးလေးကိုဟာလားကိုကတက်တက်မှတ်လေးလုပ်ပေးပါတယ်ဆိုတော့ differentiation factor အနေနဲ့သုံးလို့ရတယ်။ sales channel အနေနဲ့ကျွန်တော်သုံးလို့ရတယ်။ brand vehicle နဲ့လည်းကျွန်တော်ကတုံ့ပြန်ရနိုင်တယ်။အဲ့တော့ဒါ direct marketing ကတော့ကျွန်တော်အဲ definition ပြပြောရရင် customer direct ကြော်ညာတာပေါ့။ customer နဲ့ direct ထိတွေ့တဲ့ဟာလာဒီလောက်ရတဲ့အကုန်လုံးကျွန်တော်က direct marketing နဲ့မှာထည့်ထားလို့ရနော်။အဲ့တော့ group or direct marketing direct marketing ကအញ្ញံကိုပို့ပြီးတော့တိုးတက်လာ။ဘာလို့လဲ technology ကကောင်းလာ technology ကောင်းလာတဲ့အခါကျတော့ကျွန်တော်တို့က segmentation ခွဲရတော့ဘာလို့ကကျတော့ကျွန်တော်တို့အများကြီးပဲပွားတယ် အများကြီးအများကြီးအင်ရထက်ကိုအများကြီးအများကြီးလွယ်ကူပါတယ်အဲ့ခါကျတော့ကျွန်တော်တို့ကလည်း direct marketing လုပ်ဖို့ပို့ပြီးတော့အစီအပြေလာတယ်နောက်တစ်ခုက changing market context နော် customer ရဲ့ lifestyle ego lifestyle ပြောင်းလဲခြင်းရှိတယ် management requirement အပြောင်းလဲရှိတယ် fragmentation ဆိုတာဈေးကွက်အပိုင်းအစားလေးတွေအများကြီးဖြစ်လာတယ်နော်ဆိုလိုချင်တဲ့သဘောကဘာလဲလို့ပြောရင်ကျတော့ customer ရဲ့သူတို့အတွက်ကိုတတ်တတ်မမမဟုတ်ဘူးဥပဒေအတွက်ဒေါ်ဘူးအတွက်ဆိုတဲ့ခံစားချက်ကအရင်အရေးကြီးပါတယ် နော်အီးမေးလ်မားကတ်တင်းရဲ့သဘောတည်းလေဥပမာအီးမေးလ်မားကတ်တင်းလို့ဆိုရင်ကျွန်တော်ကနာမည်ပါတဲ့ဟာနဲ့နာမည်ပွားတဲ့ဟာကြောင့်ပွားတယ်ဥပမာတစ်ခုပြောတာနာမည်ပါဒီယာဘသူဆိုတာထက်ဒီယာဦးဘသူဆိုတာထက်ဘာမှမပါဘဲနဲ့အီးမေးလ်ပို့လိုက်တဲ့ဟာကအရန်ကွာတယ်အဲ့တော့ personalization ပို့ဖြစ်တာဒီဒီ direct marketing ရဲ့အားသာချက်နောက်တစ်ခုဖြစ်ပါတယ်အဲ့တော့ဒါဆိုရင် direct marketing tools တွေကဘာတွေဖြစ်နေလဲပထမတစ်ခုကတော့ personal relationship with client เนาะ personal relationship ကတော့သူနဲ့ ဟုတ်လားဓာတ်ရိုက်ပေါ့နော် customer နဲ့ဓာတ်ရိုက်ဟုတ်လား personally ဟုတ်လားဆက်ဆံလို့ရတယ်ကျွန်တော်တို့ public statement ဆိုတာကကြတော့ကျွန်တော်တို့ဒီပေါ့နော် public ကိုဟို information ပေးတဲ့အခါမှာကိုယ့်ရဲ့ customer ဒီတက်တက်မမတ် customer တယောက်ကိုပါသူ့ကိုတက်တက်လေးဟုတ်လားပို့ပေးတဲ့အခါမျိုးအဲ့လိုမျိုးရတယ်နောက်တစ်ခုက user recommendation recommendation စာအရင် customer တယောက်ကပြောခဲ့တဲ့အတွက်ကြောင့်မို့လို့အရင် customer က recommend ပေးခဲ့တဲ့အတွက်ကြောင့်မို့သူ့ကိုကျွန်တော်တို့က direct marketing ဟုတ်လား ဒီကိုသူ့ပို့ပေးပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်သုံးလို့ရတယ် personal sales အတွက်သုံးလို့ရတယ် catalog marketing ရမယ် catalog ကိုပို့ပေးရရမယ် mobile marketing tools တွေအနေနဲ့သုံးလို့ရတယ် web marketing သုံးလို့ရတယ် door to door contact သုံးလို့ရတယ် tele marketing သုံးလို့ရတယ်နောက်တစ်ခုက email marketing သုံးလို့ရတယ်အဲ direct marketing ပဲဟုတ်ပြီလားဒါ direct marketing ကိုလုပ်မယ်ဆိုရင်သုံးလို့ရတယ် ဟလာဒီ tool စီကိုကျွန်တော်တို့ဟလာပြောခဲ့တာဖြစ်တယ်အဲ့တော့ direct marketing campaign လုပ်မယ်ဆိုရင်ပထမဆုံးတစ်ခုကကျွန်တော်တို့ရဲ့ objective ကဘာလဲဆိုတဲ့အားမျိုးစဉ်းစားအဲကျွန်တော်ဥပမာလေးတစ်ခုပေးရရင်ကျွန်တော်အရှိမပြောခဲ့တဲ့ drip ပေါ့ DRIP မှာဘာလဲ information ပေးဖို့အတွက်လား differentiation ကိုပြချင်တာလားဝယ်စီချင်တာလားစသည်ဖြင့်ပေါ့အဲ့လိုမျိုးအကြောင်းရင်းတွေကိုကျွန်တော် objective ချရမယ်ပြီးရင် target market နဲ့ prospect ရှင်းလင်းရဘယ် target ကမှ user တွေနဲ့ခွဲမယ်အရင်တော့ဝယ်ခဲ့ပြီးသားလူတွေကိုကြံထပ်ပို့မှာလား အစတည်ပြင်ပေါ့အဲ့လိုမျိုး target market ရွေးရမယ်ပြီးရင် FRM ဆိုတော့က frequency recency frequency monetary အဲ့တော့ဘယ်လောက်ပုံကြမှာလဲဘယ်ဘယ်လားတခါပို့မှာလဲဟလာသူ့ကိုအဲ့ဒါ recency ဆိုတော့ကတော့တိတ်ဘယ်လောက်တိတ်မကြသေးခင်ကဘယ်အချိန်လောက်တော့သူ့ကိုပို့ထားလဲအဲ့တော့တတကိုတနှစ်ကိုဘယ်နှခေါက်လောက်ပို့မှာလဲသူ့ကိုပို့တဲ့ခါကျရင်ပတ်စံဘယ်လောက်ကုန်မှာလဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေးကိုကျွန်တော်တို့ကသုံးသပ်ဖို့လိုတယ်ပြီးရင်ဘာ offer ပေးမှာလဲအဲ့သူ့ကိုတော့ပို့တဲ့ offer ကဘာလဲ အဲ့တော့ကျွန်တော်တို့ရဲ့ဒီဒီ cloud cut cloud လေးကိုယူလာပြီးတော့လာဝယ်ဆိုရင်တော့50% off လာဘလို့လဲအဲ့ဒါမျိုးပြောတာပြီးရင် testing လုပ်လို့ရတယ် testing element ab testing ဆိုတာကကြတော့ဘာလဲလို့ပြောတော့တစ်ခါလေးမှာကျွန်တော်တို့ကအဲလာ customer အယောက်100လောက်ကိုပို့မယ်ဒါပေမဲ့ version နှစ်မျိုး version နှစ်မျိုးလို့လောက်ပြီးတော့90ကိုကြတော့ဟုတ်လား version နှစ်မျိုး90ကိုတစ်မျိုးပို့တယ်နောက်တော့90တစ်မျိုးပို့ပြီးတော့မှပြန်ကြည့်လိုက်တယ်ဘယ်ဟာကိုဘယ် cut cloud ကအမှ cut cloud ပို့ရဆိုပါလို့ဘယ် cut cloud ကပို့ပြီးတော့ effective ဖြစ်လဲ ကာစမာရောက်တရာရှိတယ်ကတ်တလောက်နှမျိုးဖန်ပြီးလိုက်တယ်90တခုပို့တယ်နောက်ထပ်90တခုပို့တယ်အဲ့တော့ပြီးတော့ reset ကိုပြန်ကြည့်လိုက်တယ်ဘယ်ဟာဘလို့တိုင်းမလဲပေါ့နော်ဘယ်ဟာကဘယ်ကတ်တလောက်ကပို့ပြီးတော့ effective ပို့ဖြစ်တယ်အဲ့ဒါမျိုးလိုတိုင်းလို့ရနိုင်တယ်ပြီးတော့ measuring success success ကိုဘလို့တိုင်းမလဲ marketing campaign ဒီကျွန်တော်တို့ direct marketing campaign အောင်မြင်လားမအောင်မြင်လားဆိုနံပါတ်1 cost နော်နံပါတ်2ကကြတော့ long term effect response ဟိုမှာတစ်ခါကျရင် customer ကဒီကတ်တလောက်ယူရရှိချက်ချင်းတော့မဝယ်ဘူးဘယ်ချင်းတော့မှလာပြန်ဝယ်လေ ဲ့ဒါမျိုးတွေရှိနော် action action ဆိုတာက result ပေါ့နော် action ဆိုကျွန်တော်တို့ဝယ်ရလဲဖြစ်နိုင်တယ်ကျွန်တော်တို့ရှိဖုန်းခလန်းခေါ်ရလဲဖြစ်နိုင်တယ်ကျွန်တော်တို့ email subscribe လုပ်ရလဲဖြစ်နိုင်တယ်ကျွန်တော် action ဆိုတာအများကြီးရှိတယ်ကိုဘာဖြစ်စေချင်တာလဲကိုယ့်ရဲ့ရည်ရွယ်ချက်ပေါ်မူပြီးတော့တိုင်းနေရအဲ့မှာ email marketing ဆိုပါတော့ကျွန်တော်တို့ link ကိုလာဖတ်စေချင်တယ်ကျွန်တော်တို့ website ကို visit လုပ်စေချင်တယ်အဲ့ဒါ action ပဲပြီး awareness blog တက်သွားလဲအဲ့ဒါ၄နဲ့ကျွန်တော်တို့တိုင်းတာလို့ရမှာဖြစ်ပါတယ်ဒါ direct marketing အကြောင်း အဲ့တော့ issue ကဘာလဲလို့ပြောရင်ကြတော့ direct marketing က hard sale ပုံစံဖြစ်တယ်ပေါ့အရင်တွန်းပြီးတော့ရောင်းတဲ့ပုံစံမျိုးတွေတည်းတခါလေးမှဖြစ်တတ်တယ် unfairness နော် take advantages of impulsive take advantage of impulsive ဆိုတာကကြတော့ဟို customer ကပေါ့နော်အကျင့်ပါနေတဲ့ဟာကိုသွားပြီးတော့ advantages ယူသူလိုမျိုးဖြစ်တတ်တယ်နောက်တစ်ခုက less digital knowledge buyer တချို့ customer တွေကဟို digital knowledge မရှိတဲ့ခါကျတော့ဒီ link ကိုနှိပ်လိုက်တခါတည်း payment တန်းပေးသွားတဲ့ပုံစံမျိုးလို့လုပ်လိုက်တာမျိုးဘာမျိုးအဲ့ဒါမျိုးတွေကမလုပ်သင့်ဘူး ါသတိထားမယ်ဟာလေဟုတ်ပြီနော်နောက်က fraud misleading information မဟုတ်တဲ့ဟာတွေကိုကြော်ညာတာအဲ့ဒါမလုပ်ပါဘူးဒါကတော့ကျွန်တော်တို့ overall မှာလည်းကျွန်တော်ခြုံပြောပြီးတာအဲ့တော့ invasion of privacy privacy direct marketing မှာအရန်စိုးရင်ရတာပါဆို privacy ကိစ္စဟုတ်ကဲ့ကျွန်တော်တို့က data တွေ collect ောက်ထဲကဒီ data ကိုကျွန်တော်တို့ဒီ marketing အတွက်သုံးပါမယ်ဆိုတော့ customer အသိပေးထားမဟုတ်ဘဲနဲ့ data ကောက်ပြီးတဲ့အခါကျတော့မှ e-labio marketing တွေဆွတ်လုပ်ပြီးတော့အတင်းတွေလုပ်နေတဲ့ဟာမျိုးဆိုရင်လည်းမအောင်မြင်မလုပ်တင်ဘူးเนาะမအောင်မြင်ဆိုတာမလုပ်တင် ော့ဒီအချက်လေးချက်ကိုတော့ကျွန်တော်တို့ထည့်သွင်းပြီးတော့စဉ်းစားတင်လာဖြစ်တယ်